ဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာပြောလေးဆိုလေးရှိကြတယ်။နောင်ဘဝကိုလည်းမယုံကြည်ဘူး။အတိတ်ဘဝရှိတယ်ဆိုတာလည်းမယုံကြည်ဘူး။မယုံကြည်သည့်အတွက်ကြောင့်ဒီဘဝမှာတော့အဆုံးသတ်ရမယ်ဆိုတာကိုတော့သူတို့သိတယ်။သိသည့်အတွက်ကြောင့်ဘဝတစ်ခုအဆုံးမသတ်ရင်ဘာလုပ်ရမလဲဆိုရင်ပျော်ပျော်နေဖို့ပဲတိုက်တွန်းတယ်။ဒါကြောင့်မို့သူတို့ရဲ့လက်သုံးစကားတစ်ခုက life is too short enjoy yourself ဆိုတာသူတို့ပြောနေကြစကားတစ်ခုပဲ။ ဘဝဆိုတာတိတ်တူတယ်ပျော်ပျော်နေပါလို့သူတို့ပြောတာသို့တော့အဲ့ဒါမြတ်ဗုဒ္ဓရဲ့အဆုံးမမဟုတ်ဘူးဘဝဆိုတာတူတယ်ဆိုတာမှတ်နေပျော်ပျော်နေရမှာလားဆိုတဲ့အဖြေကိုတော့ထုတ်လို့မရဘူးတကယ်ထုတ်တဲ့အဖြေကတော့ဘဝဆိုတာအလွန်တူတောင်းတယ်ဒါကြောင့်မို့တတိရှိရှိပညာရှိရှိနဲ့ရင်ဆိုင်နိုင်ဖို့ကြိုးစားပါလို့ပဲပြောအောင်ဖြစ်တယ်ပေါ့ဘဝရဲ့အခက်အခဲတွေကို တတိမကွာအသိပညာဖြင့်ရင်ဆိုင်လိုက်မှမှန်ကန်တဲ့ရင်ဆိုင်မှုဖြစ်တယ်။အဲ့ဒါမျိုးကိုရင်ဆိုင်ဖို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘဝရဲ့အခြေအနေရရကိုတုံတင်ပြတာဆုံးမတာလားဖြစ်တယ်။ရှင်းရှင်းလေးဟောထားတဲ့တရားတော်တွေမြတ်စွာဘုရားကဟောတယ်။ဘုန်းကြီးတို့တွေဘဝကိုရထားတယ်။ဘာကိုရတာလဲလို့ဆိုမြတ်စွာဘုရားကရှုထောင့်တစ်ခုကနေဟောလိုက်ယောဘိခွေရူပတ္တဥပါရောဒုက္ခတိသောဥပါရော အေးဘဝတစ်ခုရလာလို့ရုပ်ခန္ဓာကြီးဖြစ်ပေါ်လာတယ်ဆိုတာဘာဖြစ်လာတာတုံးလို့ဆိုဒုက္ခဖြစ်လာတာပဲလို့အဲ့ဒီဒုက္ခဖြစ်ပေါ်လာခြင်းသာဖြစ်တယ်ရောဂဏံထိတိစရာယပါတုဘောယောဂာတွေတရှိလာခြင်းပဲဖြစ်တယ်။အိုခြင်းဆိုတဲ့တရားတွေ၊သိခြင်းဆိုတဲ့တရားတွေကိုရလာခြင်းပဲဖြစ်တယ်လို့အနစ်ချုပ်ပြီးတော့မျောမြင်ပြီးတော့ကြည်တတ်မယ်ဆိုရင်ဒီအတိုင်းပဲတွေ့ကြမှာဖြစ်တယ် ခန္ဓာကိုယ်ရလာတာဟာဒုက္ခကြီးရလာတာဆိုတာအမတန်မှသိချာတယ်ပေါ့မြတ်စွာဘုရားကနေရာတိုင်းမှာခွဲခြားပြီးတော့ပြောလို့ရှိတယ်အကောင်းကြီးလည်းမပြောဘူးအဆိုးကြီးလည်းမပြောဘူးအကောင်းနဲ့အဆိုးနှစ်ခုရှိတာကို ထုတ်ဖော်ပြီးတော့ရှင်းပြတယ်ဘဝဆိုတာအကောင်းကြီးပဲလားဆိုတော့အကောင်းကြီးလည်းမဟုတ်ဘူးဒါဖြင့်ဘဝဆိုတာစိတ်ပြည့်စရာကြီးလားလို့ဆိုတော့စိတ်ပြည့်စရာကြီးလည်းမဟုတ်ဘူးအဲ့တော့ဘဝမှာအကောင်းဆိုတာဘာလဲ အကောင်းကိုမြတ်စွာဘုရားကအတ္တဒဆိုတဲ့စကားလုံးလေးကိုတုံ့ပြအတ္တဒဆိုတာဉာဏ်က်ဆရာဉာဏ်က်ဆရာအခြေအနေဘဝဟာဉာဏ်က်ဆရာရှိလို့လူတွေကဘဝမှာပျော်လို့ရတာပေါ့ပျော်ကြတယ်လေဘဝရလာပြီဆိုလို့ရှိရင်တကယ်ချင်းအပေါင်းအသင်းနေနဲ့ပြောတယ်နော်အပေါင်းအသင်းနေနဲ့လူဘဝမှာရှင်ဘက်တွေနဲ့ပြောကြတယ်သားတွေသမီးတွေနဲ့ပြောကြတယ်ဟောပြောရှင်မှုတွေ ဘဝကိုအကြောင်းပြုပြီးတော့ရလာတဲ့ဒုက္ခပိတိဒုက္ခဒုက္ခသောမနတလို့ဆိုရင်ကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေမရှိဘူးလားလို့ဆိုရှိပါဒါဖြင့်ဒီပျော်စရာတက်တက်လာလို့ဆိုတဲ့အခါကျတော့ဘဝကြီးကတည်မြဲမှုမရှိဘူးထာဝရပြောင်းလဲပြီးတော့နေတယ်နုပြိုရာကအိုမင်းလာတယ်ကျမ်းမာရာကနေပြီးတော့မကျမ်းမာတွေဖြစ်လာတယ်အသက်ရှင်ရာကနေသိဆုံးလာတယ်ဆိုတော့ ဟောလူဘဝမှာမခွဲခြင်းမဲ့နဲ့ခွဲရတယ်မိဘတွေနဲ့ခွဲရတယ်မိသားစုနဲ့ခွဲရတယ်မဖြစ်ချင်တာတွေဖြစ်လာခြင်းဟာဘဝရဲ့အာဒီနဝလို့ခေါ်တယ်အပြစ်ဖဲဖြစ်တယ်အဲ့တော့ဘဝဟာကျင့်တ်ဆရာကြီးလည်းမဟုတ်ဘူးအပြစ်ကြီးလည်းမဟုတ်ဘူးလို့အကောင်းနဲ့အဆိုးရောနေတယ်ဆိုတဲ့တဘာဝကိုဆင်ញင်သုံးသပ်နိုင်ရမယ်လို့ဒီလိုပြောအကောင်းကြီးမြင်တဲ့လူကလည်းဘဝပေါ်မှာတွေ့တာမှုတွေများမှာပဲ အစိုးကြီးမြင်တဲ့လူကလည်းပဲအကောင်းဆိုတာမရှိဘူးရှိရတဲ့အတန်းမရှိအောင်ဤကလေးလှုပ်ထားရရောက်တယ်ပေါ့အဲ့ဒါကြောင့်မို့အကောင်းကိုလည်းသိရမယ်အဆိုးကိုလည်းသိရဒါဖြင့်ဒီလိုအကောင်းဆိုရောထွေးနေတဲ့ဘဝကြီးကနေလွတ်မြောက်ဖို့အတွက်ဘာလို့ရမှာလဲထွက်ပေါက်ကတော့ဘာလဲလို့ဆိုရင်ဘဝပေါ်မှာတွေ့တားနေတဲ့တွေ့တားမှုကိုဖယ်ရှားခြင်းဟာထွက်ပေါက်ပဲဖြစ်တယ် လောကလူတွေဟာတွေ့တာမှုရှိတဲ့နေရာမှာတောကလာနေတယ်ဆိုတာအမှန်တမ်းထင်ရှားမိသားစုပဲကြည့်ကျင်းပေါ်ကျင်းမဲယူထားတဲ့လောကမှာလူတွေပရမသုံးကမသိခင်ကတဝူတူမသိခင်ကတွေ့တာမှုမဖြစ်သေးဘူးမဖြစ်သေးတဲ့အချိန်မှာ သူနဲ့ပတ်သက်ပြီးတောကဆိုတာမရှိဘူးပစ္စည်းဥစ္စာလည်းထို့တူပဲကိုယ်ပိုင်ဆိုင်မှုမရှိသေးတဲ့မြတ်ကာလပတ်လုံးအဲ့ဒီပစ္စည်းပုံမှာစိုးရိမ်တောကဆိုတာမဖြစ်ဘူး ကိုနဲ့ပတ်သက်လာပြီးဆိုလိုက်တာနဲ့တပြိုင်နဲ့တောကဆိုတော့ဝင်လာတော့ဒါကြောင့်မို့ where there is attachment there is a worry ဆိုတာအဲ့ဒါပြောတာ attachment ရှိတဲ့နေရာမှာ worry လာတယ်ဆိုတာဒါသေချာပေါ့ရသော်ဘုရားကဘယ်လိုဟောတော့တတ္တမှုရှိလို့ရှင်တောကဆိုတာလာမှာပဲတဲ့အဲ့တော့တောကမပါပဲနဲ့တောကခင်ဝေသာဝရငြိမ်းချမ်းရေးဆိုတာဘယ်မှာရှာမလဲတတ္တမှုကိုမရှင်းမဲနဲ့ရှာလို့မရနိုင်ဘူး လူတွေရဲ့ရင်ထဲမှာပြတံမှုကင်းစင်မှုမရှိလို့ရှင်တောကဟာဝင်ရောက်နေဥမှာပဲဖြစ်တယ်။တွေ့တံမှုကင်းစင်တဲ့လူရဲ့နှလုံးသားကသာလဲเนาะအေးချမ်းတဲ့နှလုံးသားဖြစ်နိုင်တယ်။တွေ့တံမှုတွေရှိနေသည်ဗျတောကတွေလမ်းနေဥမှာပဲဆိုဒါမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေပဲ။ဘဝဆိုတာသာဝရအစဉ်ပြေနေမှာကြီးလည်းမဟုတ်ဘူး။သာဝရအစဉ်မပြေဘူးလည်းမဟုတ်ဘူး။အဲ့တော့ဘာလို့อ่ะ ကိုရလာတဲ့ဘွားလေးကိုတန်ဖိုးရှိရှိတုံးချနိုင်မှုသာလေအဓိကဖြစ်တယ်